Family YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်။ကျမရင်းဖပြမယ့်စောင်းလေးကတော့ဆီယာမချာနယ်ကျော်မမလေးရေးသားထားတဲ့ကဘာမီဝဲဆိုတဲ့စောင်းကလေးရဲ့ခန်းဆက်ပဲဖြစ်ပါရရှင်။သူတို့မှာငမ်းမို့ရှားပါလာတဲ့ဖြင့်ပိန်ချိုင်းချိုင်းညင်ဆူဆူမျက်နှာများဖြင့် နောက်မှရှောက်လိုက်လာကြသည်။ ခြံစီရိုးရှိမှမဝင်ခင်လှနွယ်သည်ဟောင်းနှွမ်းဆုပ်ပြတ်နေသောတဲပုံပုပုကလေးကိုစိုက်ကြည့်လိုက်၏တဲမှာရာ၍နေလေ၏ခေါင်းမိုးပေါ်ကဒနီးဘက်များမှာဘေးဘက်သို့ဖယ်ကြနေ၏နှိရှိလာများ မနိုင်တနိုင်ထန်းထားရသောဝါးတိုင်ကလေးများမှာညူညင့်ညှုတ်ခွေလျက်ပြိုတော့မလို့ဖြစ်နေလေ၏ တဲရှိနိုင် မာလကားပင်ငပြောမိများက၆တွေလျက်ရှိကြသည်လှနွယ်သည် နောက်ကလိုက်လာကြသော လူများနှင့်အတူမတတ်မသားဖြစ်မိသောနှလုံးနှင့်တဲတွင်သို့ငုံဝင်လိုက်၏ဒေါ်ထွေးသည်တံပကံများထဲတွင်ထမင်းငယ်ထက်လျက်ခလေးကိုဝါခွန်နေရာမှလှနွယ်အားဝမ်းမြောက်ဝမ်းသာ စီးကြိုလေသည် ဝါကင်းပေါ်၌ထားနိုင်ကားစပိမိန်သေးသေးကလေးမလေးမှာတကူလုံးတွင်ခေါင်းပေါ်၌ဆောင်းထားသောဂျာရည်အပိုင်းမဲမဲကလေးကလွဲ၍အဝိတစာပလာကျင်းထားပေ၏ကျမသွားနေတော့မွေးတာနော်ဟိုပျော်ပျော်ဆိုဆိုခလေးကိုကောက်ချီလိုက်ရာလှနွယ်ကိုစိုက်ကြည့်လျက်ဝါးကင်းကိုလိုက်သည်ဖြင့်ပြန်ချလိုက်ရသည် လှနွယ်သည်ဝါချမ်းပေါ်တွင်မိမပီပီကလေးရောင်ရမ်းထိုင်မိသည်ထိုနောက်မိမိထိုင်ပုံမှာမဟုတ်သေးသဖြင့်ခါတိုင်းလိုပင်ဖင်ချ၍ဒူးနှချောင်းထောင်ကလက်နှင့်ပိုက်၍ပြင်ထိုင်လိုက်မှပင် ထုံးစံအတိုင်းနေသားထိုင်သားကြသွားသည်တဲကပြင်းတွင် လူများထိုင်လျက်အချိုကလေးများမှာမြေကြီးပေါ်တွင်မတ်တက်ရဲ၍လှနှွေအားငေးကြည့်ပြီးနေကြသည် တကူလုံးဖုံလိမ့်လိမ့်ပေးရလာတော့သူအဝေအစားဟောင်းလွန်းဆုပ်ပြန့်နေတော့သူအဝေအစားမရှိတော့ညင်ဆူဆူမွေးချောက်ချောက်စသည်အားဖြင့်မြေမကောင်းရာကောင်းအောင်အမျိုးမျိုးအဖုံဖုံဖြစ်ပြက်နေတော့ရွာကလူများကိုတယောက်စီလိုက်၍ကြည်မိဤကမပြောင်းလဲသောရွာကလူတွေဤဘဝပင် ဖြစ်လေသည် ထိုဘဝသည်အိုင်ထဲကရှုံးပုတ်ရေကဲ့သို့စီးစင်းစရာဟု၍မရှိဘဲနင်းရှိသည်၍ဒီလိုကြီးသာလျင် ဖြစ်နေသော အောက်တန်းစားဆင်းရဲသားများ၏ရိုးရာဟောင်းကြီးအဖြစ်နောက်ကြည့်ပုတ်ရီကအနေကျနေကြပေ၏လှာနွယ်ကို အထူးဆန်းကြီးလျက်တယောက်တမျိုးရှောင်း၍မေးကြပြောကြရာလှာနွယ်မှာအလိုက်တင်ပြန်၍ပြောရ၏ လှနွယ်သည်ရွာသတင်းများကိုမေး၏တဖန်မြို့သတင်းကိုပြန်ပြောပြရင်မြသင်ထံသို့သွားကြင်လာသည်ဖြင့်မအောင်နိုင်တော့ဘဲသတင်းမေးလာသူများကိုအမေနှင့်ထားခဲ့ကမြတ်သက်စီတွောင်းအောင်မယ်နော်ဟုပြောပြောဆိုဆိုတဲအတွင်မှပြေးစင်းထွက်လာခဲ့လေ၏ လမ်းတွင်ဟိုတဲတီတဲကဟစ်ခေါ်မင်းမြန်းကြခြင်းကိုအလိုက်အထရက်ပြောလျက်ခတ်တုတ်တုတ်သွားလေ၏ရွာနောက်ဖေးရှိကစင်းငုံပက်ကြားအဲမြေကြီးကဲမြောင်းမှာထူလာသည့်လမ်းမှာဓမောင်းညက်ဖနက်နှင့်မလျှောက်တတ်အောင်နှီးကွေ၍နေ၏ စင်းရိုးပေါ်တွင်ဇုံရက်ခါထမိန်ကိုတူတူပြင်ဝစ်ပြီးလျင်ဖက်နှက်ကိုငုံချွေ၍လက်တစ်ဖက်နှင့်ဖက်နှက်ချင်းထက်ကိုင်းကလှနွယ်သည်ဆက်ပိုင်းသို့ဒုံဆန်း၍သွားလေ၏တဲထဲမှမောင်းထောင်းတန်ကိုတအုံးအုံးနှင့်ခံဝေးဝေးမှပင်ကြားရလေသည်တဲနောက်ဖေးသို့ရောက်လျင်တုံး၍ရက်လျက်မြင်ရသောအရာကိုအတာကြည့်နေမိ၏ တဲနောက်ဖေးအဖီအောက်တွင်မြတင်သည်နောက်ခိုင်းလျက်မုတ်ထောင်းနေလေ၏လက်ဆောင်ကြည်ပွေးကိုလက်နှစ်ဖက်နှင့်မြဲမြဲဆုပ်ကိုင်းလျက်ခွန်အားရှိသည်၍အထက်သို့ပြင်းမြောက်ကာအရှိန်ပြင်းပြင်းစောင့်ထောင်းချလိုက်ရာလက်ဆောင်ကြည်ပွေးနှင့်အတူ ကိုပါရော၍ကုန်းလိုက်လန်လိုက်ဖြစ်နေလေ၏ မြာတင်သည်လင်းကားချက်မြောက်ခါမြောက်ခါစောင့်ထောင်းချပြီးနောက်ပင်မန်းမောဟိုင်လာသည်ဖြင့်စုံကြီးထဲတွင်လက်စုံကြီးပွေကိုလက်တစ်ဖက်နှင့်မေးကင်ထောက်ခါလက်တစ်ဖက်ကခါးတွင်ညှက်ထားသောထမိန်စကိုဆွဲဖြုတ်လျက်မကျွန့်အောင်တရောင်နှင့်ဖိကိုင်ပြီးထမိန်စဖြင့်မျက်နာပေါ်ကချွေးများကို ငုံတုံလိုက်သည် လှနွယ်သည်ဖက်နှက်ကို အဝေး၌ချထားကလေးရအတန်မကြောင်းအောင်ခြေပြားထောက်လာခဲ့ပြီးလျင်ခါးတွင်ထမိန်စကို ပြန်ညက်ခါတဖြည်းဖြည်းခါးထောင်လာသောမြတင်ဤမျက်နာကို နောက်ကလက်နှစ်ဖက်နှင့်ဆက်ကနေဖမ်းအုပ်လိုက်လေ၏အမလီတော်ဘယ်သူတော့ မြတင်သည်မြလုံးပေါ်ကလက်များကိုဖယ်ရှားမိ၍လက်ထဲမှလက်စုံကြည့်ပွေမှ မြေပေါ်တို့လဲကြသွားကဝရုံတုံးကဖြစ်သွားလေသည်မြတင်လှနွယ်ဤအတန်မှာအသေးနှလုံးကြားထဲမှာယူစိမ့်ထွက်စည်းလာသောအတန်ဖြစ်လေ၏လှနွယ်မှန်တိလျင်ပင်မြတင်မှာကိုကိုလှဲ့၍လှနွယ်ကို တင်းကျပ်စွာဖက်လာ၏ ဤသို့ဖက်ရာတွင် သူ့လံမောင်းများမှတုံ၍နေလေသည်မြားတင်ကစကားတလုံးများမထွက်နိုင်လှနွယ်ဤပခုံးနောက်တွင်ခေါင်းချလျက်သာမျက်ရည်များဝဲနေ၏လှနွယ်သည်မြားတင်ကိုပြန်ဖက်ထားရင်စိုက်စိုက်မြိုင်မြိုင်တွေ့ရတာဝမ်းသာလိုက်တာ၏ရန်ကုန်သွားတော့ကညီကိုမပြောတာငါစိတ်မကောင်းပါဘူးငါငါစိတ်ပေါက်ပေါက်နဲ့ထွက်သွားတာ ဟုဆိုလေ၏ထိုနောက်လှနွယ်သည်မြားတင်ကို တွဲကနောက်ဘေးတဲကပြင်သို့ခေါ်လာလေရာမြားတင်သည်လှနွယ်ကိုကတ်မိလိုက်ပါလာရင်ကမျက်ရည်များကိုခက်မြန်မြန်တုပ်ပြင်းနေလေ၏ကပြင်း၌နှစ်ယောက်သာခြေတော့အောက်ချထိုင်ကြလျက်အခုပဲရောက်တာ၏ရောက်ရောက်ချင်းပြေးလာခဲ့တာဟိုလှနွယ်ကပြောလေသည် ်မြတင်သည်လှຫນွေကိုဒစိမ့်စိမ့်ကြည့်နေလေ၏ထို့သောကြည်ရင်အသက်ရှူမှန်လာလျက်ဝမ်းသာလိုက်တာကောင်းမရဲ့ဟိုရခိုးမှပြောလာနိုင်၏ညီတော်စားကအေးငါမမနေတဲ့မထိုင်တတ်နဲ့စိတ်လဲဆိုးတယ်ဝမ်းလဲနေတယ်အခုညီကိုတွေ့ရတော့လဲရန်တွေးစရာတွေဘယ်ရောက်ကုန်မှမသိတော့ပါဘူးအေးလှຫນွေသည်မြတင်အားပြုံပြုံကြီးကြည်နေလေသည် မျက်လုံးများတွင်မြစ်တာအယောင်များတရှိန်ရှိန်တောက်နေကြသည်ငါလည်းညီကိုနေတိုင်းလွမ်းတာပဲမြတ်တင်ရဲ့မတော်မဖြစ်လို့တွားရတာလှနွယ်သည် ဖြင်းလေးစွာပြန်ပြော၏ထိုနောက်နေပူလောင်၍မဲပြာပြောင်နေသော အကြည့်ရဆိုးနေသည်မြတ်တင်မျက်နှာကို ကြည်နေလေသည်လဲလုံးချင်တယ်လို့ဆိုငါ့ကိုဘာဖြစ်လို့မပြောတာလဲအေးပေါ့လဲလုံးချင်လို့ လဲလုံးရင်နွားဝင်နိုင်အောင်ငွေရဖို့အတွက်သူများအိမ်မှာတွားနေမှာမပြောချင်လို့ပါအေးလှော်ရွယ်သည် မြေကြီးကိုခြေဘွားနှင့်ပူရင်းကလဲဝဲများကိုမျက်စိကစားလျက်ပြောနေလေ၏ညီမပြောပေမဲ့အကြီးကနောက်တော့ငါ့ကိုပြောပါတယ်အေးရန်ကုန်ကကျောင်းဆရာမအိမ်မှာနေခဲ့တယ်လားပါ20ပြီးတယ်ဆိုလှော်ရွယ်ကပြုံး၍ကောင်းငိမ်ပြလိုက်၏ငါသာစောစောကတည်ရင်ဖြစ်မှာပဲ။ ညှိမှုသွားတယ်ဤသူများ၏မှာနေရတာနှိမ့်နှိမ့်ဆက်ဆက်နိဗ္ဗာန်ကအေးခင်ကလေးရန်ကုန်သွားနေလိုက်တာအင်းရှင်မာကြီးဖနှောင်းတဲ့ကံဗိုက်ကြောလိန်ဆွဲပါရိုက်နေဤပြန်လာတော့ဒဏ်ရာတွေနဲ့ငါသွားနေတဲ့အိမ်ကအဲ့ဒီလိုမဟုတ်ပါဘူးဤသူများသားသမီးကိုဒီလိုမလုပ်ပါဘူးငါဆိုရင်အမကတိတ်ချစ်တာပဲငါလည်းတိတ်ချစ်တာပဲဤဒါကညီကူတူကံကောင်းလို့ကို ငါကြားရသည်များကတော့ဒီလိုအိမ်မျိုးကရှားသားပဲကြောက်တန်းကကရင်မာလေးတွေပြောတာတော့တချို့အိမ်များတယ်လीသူတို့သားတွေလင်တွေအပြင်ထွက်အလီမလိုက်အောင်တိတ်တိတ်ကြိတ်ပြီးအတင်းအဓမ္မပေးစားထားတဲ့လှနွယ်မှာမချောရင်ကိုတတိယ၍ညှိုးသွားလျက်ဘယ်သူ့ဘယ်ညာပြတ်မပြောနိုင်ပဲနေလေဤညီနော်တသွေးတမွေးကို ဖြစ်လာတာပဲလှလို့ဝါလို့ညီအင်ကြီးကလေးကလှလိုက်တာအေး မြတ်တင်သည်အင်းကြီးအသားကိုလက်နှင့်ကင်၍ပွတ်ကြည့်လျက်လိုချင်းဆုံမဲ့သည့်အကြည့်ဖြင့် ရှမ်းသားနော်ဟိုပြောလေသည်ညီကိုဝှစ်ဆုံ တထည့်ပေးမယ်ဟိုလှနွယ်ကခေါင်းငြိမ်ရင်ပြောလိုက်သည်လဲလို့ရင်ညီစောစောစီစီလဲခံထားတော့အခုဟိုလူမင်းရဒီလူမင်းရဖြစ်နေကြတယ်ဘာဖြစ်လို့လဲဟိုလှနွယ်ကပြပြတလဲမေးလိုက်သည် ။ဘာဖြစ်လို့လဲတော့မစုံနိုင်ပါဘူးအေး။ကြားတာပြောရတာပဲ။လှ່ນွယ်မှာရင်ထဲတွင်ဖို၍သွားလေ၏။သို့သောအဘာဖုံးကြီးကိုလျှောက်ပြီးចောင်းတကာဦးစားတို့လဲခြင်းမှာအေက30လောက်လခံပေးဖို့ပြောခိုင်းရင်ရမှာပဲဟု တွင်းတော်ယုံကြည်ကစိတ်အေးသွားလေ၏။ငါကအေးညီမယောက်ျားရနေပလားလို့ဟိုလှ່ນွယ်ကစကားမရှိစကားရှာဆက်လိုက်၏ ကြံကြီးစီရတော်ဒါထက်ညီးသွားတော့ကိုမောင်သိမ့်လေမြတင်သည်ခက်ခနဲရေလိုက်ခါလှနွယ်ကိုကြည်လိုက်သည်မျက်ခုံးနှစ်ဖက်တွန့်လျက်မျက်မှောင်ချက်ချင်းကုတ်သွားသောလှနွယ်၏အမှုအရာများမြင်ရ၍မြတင်မှာပြောရကောင်းမကောင်းတွေးသွားလေ၏ဘာဖြစ်တယ်လဲညီကိုလူပြိုစကားပြောလို့လားငါ့ကိုပြောတာမဟုတ်ဘူးတော့ပြောတာကတယောက်ကြီး စကားဥလဲလာခြင်းကိုမနှစ်သက်ဟန်မျက်နှာဖြင့်မျက်နှာကိုတည်တည်ထားလိုက်သည်ငါစီလာလာပြီးညီးပယ်သွားတယ်လေလို့လာမေးတယ်ငါကမသိဘူးဆိုတော့အေးမှိုင်းသွားတာပဲမြတ်တေမာတခိခိရယ်နေ၍လှနှွေကတော်စမ်းပါအေးဟိုစကားပိတ်လိုက်တော့လေရင်ထဲတွင် တလန့်လန့်ဖြစ်လာလေသည် အဟုတ်ပါအေးရဲ့ ခဏခဏငါ့ကိုမေးတယ်။တနေ့အေးတဲနာဝေးမှာလာထိုင်မိုင်းနေတာနဲ့တမိုင်မိုင်းနဲ့ဘာဖြစ်နေတာလဲလို့ငါကမေးတော့မျက်နှာကိုပြက်နေတာပဲ။မယမကမေးတော့မှညီးကိုသူကြိုက်နေတဲ့ကောင်မကြီးအဲ့ဒါသူတော့လွမ်းမြလွမ်းတာကြာနေလေရဲ့။ကိုရင်တော်ပြန်မဝင်နိုင်တော့ဘူး။မြားတင်သည်လှနွယ်ဤမျက်နှာကိုခတ်လျက်တာတာထိုးထိုးနှင်းဖီ၍ပြောနေလေ၏ လှနွယ်မှာမျက်လုံးကြီးဝိုင်းလျက်နားကိုဆွင်၍မယုံနိုင်သလိုနားထောင်နေရမှာစကားဆုံးလျင်ခေါင်းကြီးငိုင်းဆိုင်ကျသွားပြီးနောက်ခဏလောက်ညင်၍နေ၏နောက်မှတရိယာကအိန္ဒြေဆယ်လျက်ညာမနေပါနဲ့အေးလူထွက်လာမှဟန်ကြီးပန်ကြီးလှုပ်နေတာလူကိုအဖက်မတန်သလိုပဲကိုရင်မဝိခင်တော့ကဒီလိုမဟုတ်ပါဘူးတကယ်ပါအေးသူကလည်းအဲ့ဒါငါ့ကိုပြောတာပေါ့ ညီးကဘာများထင်မလဲမသိဘူးတဲ့သူ့ဟာသူတိတ်တိတ်ကြိုက်နေတာရှက်နေလို့ညီးနဲ့မျက်နှာကောင်းကောင်းမစုံရဲဘူးတဲ့တော့လှနွယ်သည်ဟန်လုံးရီပြောမိတာဇူပြောချလိုက်တော့လေကြောက်တန်းတွင်အပြေးလိုက်ခေါ်ကကမ်းပေါ်၌ငေးရံကြံရိခဲ့ပုံကို မျက်စီထဲတွင်မြင်နေလျက်တကူလုံးစိတ်ကျင်သွားသောဝေဒနာကိုခံစားရလေ၏ အခုအလာကြောက်တန်းမှာတွေးခဲ့တယ်တော့ကရိုးစိတ်မှာငါ့ကိုလိုက်ခေါ်နေတယ်ငါမခေါ်ပါဘူးညီးနေခေါ်လိုက်ပါအေးတနာပါတယ်မြားတင်မှာပြုံးစီစီနဲ့လောင်တလူလှုပ်ပြောနေဤတနာညီးอยู่ပါလားဟိုဟွှန့်ွဲကတမင်နှုတ်ခမ်းဆူ၍ကြည်စားတလူဆိုလိုက်သည်ဟိုကငါကြိုက်တာမဟုတ်ဘူးတော့ညီးကိုကြိုက်တာ နှစ်ယောက်သာတယောက်ကိုတယောက်ထူရ၍တခိခိရဲနေကြရာတွင်လှနှွယ်မှကရိုးစိတ်တွင် သူ့လုံးခဲသည့်အလုပ်ကိုစိတ်မချမ်းသာပဲဖြစ်နေရှာ၏မြတင်ထံမှမရွှေမပြားနေပြန်လာခဲ့ပြီးနောက်တဲရောက်လျင်အမေနှင့်နှစ်ယောက်ကြားတဲ့ចောင်းသို့ထွက်လာကြသည် ကျောင်းသို့ရောက်သွားသောအခါဖုံးကြီးမှကျောင်းအနီးရှိတင်းညိုင်းစရက်တွင် မတာတလောင်းကိုတရဏဂုံတည်နေ၍ထိုင်ဆောင်နေကြရသည်ကျောင်းပေါ်ကကြည့်လျင်တုတ်တံမှညောင်းညိုပင်ကုတ်ကိုပင်များဖြင့်အုပ်ဝေနေလေ၏ရောဝါသောညောင်းရွယ်များသည်လွင့်ငါလွင့်ငါကြွေ၍နေကြသည် တင်းញိုင်းတစ်ဖက်တွင်လဲခွက်ကြီးရှိလေရာလဲခွက်ထဲ၌နွားများမြေစားနေကြသည်လှနွယ်သည်တုတ်တန်ကြော်၍လဲခွက်များကိုမြက်တောင်မခန့်ငေးဆိုင်ကြည့်နေရာကြောင်းပေါ်သို့ဖုံးကြီးပြန်တက်လာမှပင်မတိလိုက်အမေကလက်တို့မှကြပြားကြရာဥချလိုက်ရသည်ဘဲနဲ့ရန်ကုန်မှာနေရတာပြောရက်လားလှနွယ်အင်ဒရီရရဖြင့် မှန်လားဗျာဟိုရှောင်းလေးသည်ဖုံးကြီးမှာလှနွယ်ကိုအ깨ခန့်ကြည့်နေ၍မျက်နာကိုငုံချထားကငြိမ်ငြိမ်တက်တက်ထိုင်နေ၏မြို့မှာနေရတယ်ဆိုတာလဲဘ ഹു တုတာတစ်မျိုးပေါ့လေရန်ကုန်မှာအေးချမ်းသွားပါလားတရင်းစာတိုင်းတွေကိုဆိုရှယ်လစ်တွေရိုက်ချိုးကြတော့ငါပလိတ်တွေကဘယ်သွားနေကြလို့လဲတပည့်တော်တရင်းစာထဲမှာဖတ်ရတာတော့ ပလိတ်တွေရှိသားပဲဖေဟာပလိတ်တွေကတိုက်တွေဖြတ်ပြီးမှတော့စစ်ဆေးကြတဲ့ဖေဟာဟေးတရင်းစာဖတ်တတ်သလားဖုံးကြီးရီအတန်မှာတမျိုးတမီပြောင်းလဲသွားလေသည်မျက်နှာအမူအရာမှာစောစောကလာအိန္ဒြေမကြီးတော့ဘူးတပည့်တော်အမားကသင်ပေးလို့ဖတ်တတ်ပါပြီဖေဟာစာဖတ်တာကောင်းတာပေါ့အလေးမှာစာထဲမှာရှိတယ် တင်မားဖျာဟိုလှနွယ်ကပြုံး၍ဖြေလိုက်လေသည်ဖုန်ကြီးနှင့်လှနွယ်တို့အပြန်လန်အချီအချာစကားပြောနေပုံများကိုဒေါ်တဲမြင့်မှဘေးကထိုင်လျက်ငြိမ်နားထောင်နေသည်ဖုန်ကြီးသားဖပြောနေကြသောစကားများမှာတခါတခါအခရာတန်စမတန်တွေထွက်လာ၍တော်သည်မြင့်အဖို့ညံမမီအောင်ဖြစ်နေလေ၏ရန်ကုန်က ဘာလာတာဆာကလူငယ်ကလေးလာလို့ဖဆာပါလာအကြောင်းပြောသွားတယ်။ဖဆာပါလာမှာကွန်မြူနစ်တွေတောခုသွားပြီးမှဆိုရှယ်လစ်တွေကြီးကြီးစိုးနေတဲ့။ဒေါ်သန်းမြစ်တီဘာရီပြောနေကြပါလဲဟုရိုင်းနေသည့်မိမိနားဖြင့်အာယုံဆိုင်ပြီးနားထောင်နေလေ၏။အင်း တယောက်ကလည်းတော့ခုတယောက်ကလည်းခုလိုမျိုးလေကောင်ကြီးမာတော့မင်းမှုနေတယ်ဆိုရင်ရှေ့ရှောင်သူတို့နှစ်ဦးညီညီညွညွမဖြစ်သည်မတိုင်းပြည်ကြီးတော့ညီညီချင်ချင်ရှိမယ်မထင်ပါဘူးဟဲ့တော်မာနေတာပဲကောင်းပါတယ်ရန်ကုန်မပြောင်းနဲ့တော့ဤတို့အမင်းရှိလိုက်တော့အခါလှွနွေဤမျက်နာမှာ သွေးရောင်လျံ၍လာလေဤမပြောင်းပါဘူးဖေဟာဒီနေ့တပည့်တော်တို့လဲလုံးတော့ចောင်းတကာလဲပွဲတဲကဆယ်ဟီကားလောက်လှုပ်ချင်လို့ပြောပြပါဖေဟာ ဖုံးကြီးမှာလှຫນွေကိုငိုင်းကြည့်နေမိတော်သည်လှຫນွေကသဘောကြောင့်ဥရှင်တွေသောမျက်နှာထားဖြင့်ပြောလက်စာစကားကိုစိတ်အားထက်ဆန်စွာထတ်လျှောက်တင်နေ၏ရန်ကုန်ကတပည့်တော်ငွေ300လောက်ပါပါတယ်ဖခင်အမင်းကပြရောက်တာနဲ့ဈေးရောက်စုထားတာတွေလည်းရှိပါသေးတယ်ဗျာအဲ့ဓာတွေနဲ့လှຫນွေစကားမဆုံးခင်ဖုန်ကြီးကဝင်၍ လက်ထဲငွေရှိရဆိုပေမဲ့အခက်သားပဲအခုအစိုးရကတီးစားကစံနှုန်းဥပဒေလဲကုန်တော့နှစ်ဆပြင်လိုက်လို့လဲရှင်တွေအကြက်ရိုက်ပြီးလူတိုင်းကိုလဲမချတော့ဘူးတဲ့ဟိုဖြတ်ပြောလိုက်သည်လဲကုန်တော့နှစ်ဆဆိုတာဘယ်လိုပါလဲဖေဟာဟိုလှအနွယ်ကတည်ခြင်းသောဖြင့်ပြောလက်စာစကားကိုမဆက်တော့ပဲထောက်လိုက်လေဤလဲကုန်တော့နှစ်ဆဆိုတာကတအေကကို အစိုးရကိုလေကွန်လေးကြံနှုံပေးဆောင်ရမယ်။လေသမားကလေရှင်ကိုလေသီးထောက်ကစပားနဲ့မဟုတ်ဘဲငွေအားဖြင့်တအီကနှစ်ချက်ပေးရမယ်တဲ့။လေရှင်အဖို့အစိုးရလေးချက်သူ့လေးချက်ပေါ့။လှ່ນွယ်မှာရုတ်တရက်ဝမ်းမြောက်ဝမ်းသာဖြစ်သွားကဒီဥပဒေကစည်ရင်းသားတွေတတချောင်ကြည့်အောင်ထုတ်တဲ့ဥပဒေဖေ။တပည့်တော်အမကပြောပါတယ် လွတ်လပ်ရေးရရင်စင်ရဲသားတွေမစင်ရဲရအောင်အစိုးရကသဘောတရားအစ်စ်နဲ့လုပ်ပေးမယ်ဆိုတာမှန်တာပေါ့ဖေ။မှန်တာပေါ့။အေးအေးနင်းကသာ မှန်နေ။အခုလဲရှင်တွေကအဲ့ဒီဥပဒေကိုမခံနိုင်လို့သူတို့ဖာသာသူတို့လက်တို့ပြီးတော့ကြိုက်တဲ့သူကို နားလည်မှုနဲ့ရွေးချနေတာ။လဲလုံးတဲ့သူတွေလဲတွေလက်လို့ကုန်ပြီ။ဒါဖြင့်ဖျားတပည့်တော်တို့ကို ဥစားကချပေးပါမလားဖေ။ ဟိုလှနွယ်ကစိတ်ပူပန်စွာရှောက်တင်လိုက်ဖုံးတော်ကြီးမှာတွေ့ဝေ၍နေလျက်ကြောင်းလာရင်ပြောကြည့်ပါဦးမယ်လေချပဲချကုန်ကြပြီလားဟိုစိတ်ပြက်လက်ပြက်ပြန်ပြောလိုက်ကြားတဲ့เจ้าမှာတဲသူပြန်လာကြသောအခါ လှနွယ်မှာခရီးရောက်မဆိုင် စိတ်မချမ်းသာစရာစိတ်မအေးစရာတွေနဲ့ပပင်းကြုံဆုံနေ၍ညှိုးချုံပူပန်ကနေမတိထိုင်မသာဖြစ်သွားလေ၏နေသည်ချစ်ချစ်တောင်းအောင်ပူပင်းလှလေ၏မြေရီမှာတသွင်းတွင်စီးလျက်ရှိလေရာရေကြတွင်မျော၍လာနေသောဖောင်ကလေးကရှင်ဥပကုဋ္ဌဖောင်သောဖြစ်လေ၏ ကမ်းပေါ်မှာစင်းကြည်နေကြသော လူအုပ်ကတစားစာစူယုံပြုတ်သိမ့်လျက်တရွာရွာဖြစ်နေကြလေသည် ဖောင်ကလေးသည်လှိုင်းလုံးကလေးများကိုစီးကာနှိမ်ကြည်မြင့်ကြည်ဖြင့်ဘောလောဘောလော မျောလာနေသည်မြည်ရီမှာဖွေးနေလေ၏လေကားဝေး၍တိုက်ခိုက်နေသောကြောင့်ဖောင်မှာမငိမ့်မတက်ဖဲလှိုင်းကလေးတဖွေးဖွေးတွင် တလုံးလုံးနှင့်လူးနေလေသည် ဖောင်တော်နှင့်ညီစွန်းတိုက်ထိ၍အုံတွယ်လိုက်ပါလာကြသောဘေးဒါပင်အုပ်ကြီးကတဖောင်လုံးကိုပတ်ဝိုင်းထားလေ၏ရေချောင်းခရီးတွင်တောင်တင်တင်ကန်းဆိုင်ဆိုင်ဒေသစာရီကြွချီလာသောရှင်ဥပဂௌဒါကိုတော်ကြီးကိုမိမိတို့၏စိမ့်လေသောပင်အုံမှဒေါင်းမီးကိုထနေသည့်ပြာလဲလဲအပွင့်တို့ဖြင့်ဖူးပွင့်၍ကတ်လူပူဇော်ထားကြသည် ကြည့်နေရင်ပင်ဖောင်ကလေးမှာစပိုင်းရွာနှင်းတဖြည်းဖြည်းနီလာသည် ဖောင်မော်တွင်ထုံးဖြူသောရာဇမန်များဝိုင်းကာထား၏ဆက်ကူကြက်ရှာဒဂွန်ကုတ်ကားများကို ရာဇမန်ပပတ်လဲ၌ထိုးဆိုင်ထားသည်ငပြောပင်များကိုလည်းဒေါင်များတွင်စိုက်ထူထားလေ၏ ရာဇမတ်ကွင်အတွင်ရှိ ရှင်ဦးပုဂုံစံမြန်းတည်င်းသုံးသောကြောင်းဆောင်ကလေးကိုတင်မောစည်းရောင်စုံအဖြူအနီအစိမ့်တုပ်ချဲထားသည်ကြောင်းဆောင်တွင်၌ရှင်ဦးပုဂုံကိုတော်ကြီးမှတမလင်ွေထိုင်တော်မူလျက်တပိတ်ကိုပိုက်ခါလက်တစ်ဖက်ကတပိတ်ထဲမှစွန်းကိုနှိုက်တော်မိဟန်နှင့်နေကိုမော့ကြည့်နေလေသည် ကိုတော်ဤယုတ်ထုပုံတော်၌ခေါင်းတွင် တစ်ဆေးအနေရောင်ဖြင့်နက်နေလျက်မျက်နှာကိုလက်တို့မှထုံးရောင်ဖြူဖွေးနေပြီးလျင် လွှမ်းယုံထားသည့်သင်ငန်းကဝါဝင်းနေပေသည် ်ဖောင်တော်တွင်လူအပေါင်းတို့လှူဒန်းလိုက်သောပစ္စည်းများကိုဘယ်သူမှမယူရဲအောင်ကြောင်းဆောင်အောင်၌အစွဲငေါငေါထွက်နေသောတန်လျေထန်းဘီလူယုတ်ကြီးနှင့်ရှာထုတ်ထားသည့်သပင်ဖားလာတရဲယုတ်ကြီးတို့ကို အဆောင်အရှောက်ချထားသည်မြည်သည့်ဒေတာမှဖောင်တော်အားအသည့်ထက်မှန်မိုးမှန်ပြုပြင်၍ပြန်မျောလိုက်ကြောင်းကိုသိစေရန် ကဝါမျိုးဟုကပီးစာရန်ထိုးလျက်ဆွဲချိန်ထား၏ဘကိုးမျိုးချောင်းတလျှောက်ကြောက်တန်းကမာကလေးစပ်ပိုင်းရွာ စာသည်ကန်းနဖူးပေါ်တွင်ရွာသူရွာသားများထွက်၍ဖောင်တော်အားကန်းလုံးညို့မျောကြည့်နေကြ၏တို့ရွာမှာစိုက်မလားတို့ရွာမှာလာစိုက်ပါစေ စသည်ဖြင့်တရားတခွန်ပြောနေကြသည့်အတန်များမှကံနှဖူးတွင်ညံနေသည်ရေစီးကြောင်အတိုင်းကာမကလဲကြောက်တန်းစီတို့မမျောချေဘဲစပိုင်းရွာကလေးဤကန်းချေတို့သာလှိုင်းပုံတန်းတရွေ့ရွေ့ကက်လာလေရာစပိုင်းမှာဝမ်းမြောက်ဝမ်းသာညာတန်ပေး၍ဝမ်းအော်နေကြသောအတန်တို့မှကမာကလဲကြောက်တန်းကံနှဖူးစီကပင်ကြားနိုင်လေ၏ ။လှိုင်းများပုတ်၍ကမ်းဘက်သို့ရိမ့်လာတိုင်းចောင်းဆောင်ရှိရှိမျက်နှာကျက်လှုပ်၍လှူလိုက်သည်။ဖန်ဖြူဖန်စိန်ဖန်ပြာဖန်ချောင်းလုံးကလေးများသည်နေရောင်တွင်တလှုပ်လှုပ်တက်နေကြသည်။ ဖောင်ပေါ်၌ပစံအကြွေများဆန်စုကျဲစီအလူရှင်အမည်နှင့်ကပီးရေးလျက်အနီယောင်စပန်းတိုးထဲထားသည့်ပိတ်ဖြူမျက်နှာကျယ်များပဝါများပကံများရေချမ်းဖန်ခွဲစသည့်ပစ္စည်းများပါလာလေသည်ဖောင်ကလေးကမ်းမသို့တလုံးလုံးချင်းကက်လာလျင်တို့ရွာမှာတရင်တုံးခြင်းလို့ဟိကက်လာတာနမိတ်ကောင်းနေဆယ်ကြပါ ဟိုမိမတို့သူကစူညံစွာအော်နေကြသည်ကမ်းပေါ်၌ရက်ကြည်နေကြသောလူငယ်တစ်တိုက်သည်အင်းညီများကြပြကြရာချွတ်လျက်ရေထဲသို့ခုံချကြပြီးနောက်ဖောင်စီတို့လက်ပြေကူးသွားကြကဖောင်ကိုကမ်းဘက်သို့တွန်ပေးကြလေသည်မြတ်တင်နှင့်လှနွယ်မှာကမ်းပေါ်၌ရက်လျက်ငေးကြည့်နေရင်းမှ ကိုသိန်းတွန်ပေးတွန်ပေးဟိုဝိုင်းအော်အားပေးကြလေ၏ မောင်သိန်းသည်ဖောင်ကိုတိုးနေစဉ်ပါဇံထဲမှရေများကိုမှုတ်ထုတ်လိုက်ကာလှနှွယ်ရေနင်းဖို့ဆန်စုပါလာတယ်ဟေးယူမလားဟိုရေထဲမှလှန်နှောင်လိုက်သည်လှနှွယ်မှာနှုတ်ခဲများစုသွားလျက်မလိုချင်ဘူးရှင့်အမေကြီးတော်တက်ဖို့ယူသွားအဲ့ဒီလူသေးဆန်စုကိုဟိုပြန်ပြောလိုက်လေသည် ဖောင်ဆွဲလာသောလူရဲများနှင့်ကမ်းပေါ်ကလူများမှလှနှွေနှင့်မောင်သိန်းကိုပွဲကြသွားသလိုဝါးကနေရဲလိုက်ကြလေသည်လာနွေသည်မျက်နာပေါ်တွင်လူလိုက်သည့်တနခါများခြောက်သွောင်းအောင်ဘန်းကုန်းနှင့်ဇိမ်ပြေနှပြေရက်ခတ်ပေးနေရင်နောက်ကျောင်းများကိုမျက်စီထဲတွင်ပြန်၍မြင်နေလေသည် မုံလောက်အောင်ကြကြရနနာလိမ့်ချဲပြီးဒီနောက်မှန်ကြီး၍ပင်မပြီးနိုင်အောင်လက်မမချထောင်ကြည့်နေလေ၏တဲရှိကမြားတင်အတန်ကြာ၍အခန်းထဲသို့တန်းဝင်လာမှပင်မှန်ကလေးကိုလက်ကချတော်သည်ညီကိုကြိုက်ပြီးသားပါအေးမပြီးဘူးလားမှန်ပေါက်ထွက်တော်မယ်ဟိုမြားတင်ကပြောလာ၍မနောက်ဆန်းမှနဲ့အေး ဟိုလှဲ့ကြည့်ရင်ပြန်မှန်လိုက်လေသည်။လာရောက်တော့ဆင်အပီသူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။နောက်ခန်းဆက်ကလေးတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်။အားလုံးဘေးကင်းကျန်းမာကြပါစေ။